ရိုးကြောကျွန်ုပ်တို့သည်လေပင်နာခြင်းတို့ကြောနာခြင်းလမ်းလျှောက်ရာတွင်အခက်ခဲရှိခြင်းတို့စီးသွားရာတွင်အခက်ခဲရှိခြင်းကိုဆိုလိုသည်တခင်ကအိုမင်းသောအရွယ်ရောက်မှသာဖြစ်လေရှိပြီးအလုတ်ဖက်ပြီးနောက်ဖြစ်လေရှိသည်ယနေ့ခေတ်တွင်ကျွန်ုပ်တို့သည်အသက်ငယ်ရွယ်သောလူနာများကိုကူးသနေကြပြီးအသက်၅နှစ်၁၀နှစ်အရွယ်သို့မဟုတ်အလုတ်သစ္စာတင်ဝင်ရောက်သောသူများအထူးသဖြင့်ကွန်ပျူတာရှေ့တွင်ထိုင်နေသောအလုတ်သမားများထိုင်စားလုပ်သားများသို့မဟုတ်အလွန်အိုမင်းသောလူများကိုကူးသနေကြသည် ယခုအခါအလေလက်အသက်ရှင်မှုကာလလည်းတိုးလာပြီး80နှစ်ကိုဆယ်နှစ်ကျော်သောအိုမင်းသူများတွင်အယိုးကျောက်တည်နာများကိုတွေ့ရသည်ယခင်ကအိုမင်းသူများကိုစေဝါများသို့မဟုတ်အိတ်ဆက်နာရမည်ဖြစ်ဥတလေးရှိသည်တို့တော့ယနေ့ခေတ်တွင်သူတို့အတွက်ခွဲစိတ်ကူတော်မူလေရှိပြီးသူတို့ကိုလွတ်လပ်ပြီးနာကျင်မှုကင်းစေသည်အလौသစ္စတင်ဝင်ရောက်သောမျိုးဆက်တင်များအတွက်လက်တော့သို့မဟုတ်ဒက်စတော့ရှိတွင်အချိန်ကြာကြာစကွဲပေါ်တွင်အလौလုံနေသောသူများကိုဘီတို့ဥတရမီနီး တရိုးကျော်ခွဲစိတ်ဆရာဝန်ထမ်းတွားရောက်တွေ့ဆုံရန်ဘဲချိန်တွင်တွားရမည်မည်ဘဲဆရာဝန်ထမ်းတွားရောက်ရမည်မည်ဤမေးခွန်းများသည်အရေးကြီးဆုံးဖြစ်သည်ဘဲဟာလေးနဲ့တလဲဘဲဟာကိုအင်္ဂလိပ်စေဝါများဖြင့်စီမံနိုင်တလဲအဲ့ဒီဟာတွေကကျွန်တို့တို့စိတ်ခဲကိုဝင်လာတဲ့အရာတွေပါဒါကြောင့်တိပိတနာများအတွက်အရိုးကျော်ခွဲစိတ်ဆရာဝန်တို့မဟုတ်အရိုးကျော်အကြံပေးဆရာဝန်ထမ်းတွားရောက်တင်သောအခါတွင်အနီရောင်လန့်အချက်ပြများကိုအကြံပြုပါမည် ကြောနာခြင်းဖြစ်စီ၊လေဝင်းနာခြင်းဖြစ်စီ၊စီဝါးများဖြင့်တတမှုမရှိဘဲဆက်လက်ဖြစ်နေသောအခါလက်များတွင်မေ့လျော့မှုရှိလာခြင်း၊လက်များသို့မဟုတ်ခြေထောက်များတွင်အာနယ်မှုဖြစ်လာခြင်း၊လမ်းမလျှောက်နိုင်ခြင်းအိယာအနာယူခြင်းဖြစ်တောင်းအာနယ်မှုမလျော့နေခြင်းစီးသွားရန်သို့မဟုတ်ဝမ်းသွားရန်အခက်အခဲရှိလာခြင်းတို့ဖြစ်ပါကအထွေထွေယောဂကုဆရာဝန်ထက်အယိုးကျောဆရာဝန်ထံသွားရောက်သင့်ပါသည်အယိုးကျောကိတ္တနာအတွက်ယောဂရှာဖွေရန်အလွန်အရေးကြီးပါသည်ဒါဟာနာခြင်းမှုကိုကုသခြင်းသာမကပါ ထို့ကြောင့်ယောဂရှာဖွေရန်အတွက်အချို့သောစစ်ဆေးမှုများပါဝင်ပါသည်အယိုးကျိုးခြင်းသို့မဟုတ်အယိုးကျောထိခိုက်မှုရှိမရှိစစ်ဆေးရန်ခွဲခင်နိုင်ပါသည်အယိုးကျောတွင်အာယုံကျောထိခိုက်မှုအယိုးကျောပြုတ်ခြင်းသို့မဟုတ်အယိုးကျောတွင်ကုသယောဂသို့မဟုတ်အယိုးကျောတွင်အကျိတ်ရှိမရှိစစ်ဆေးရန်မလားဖြစ်နိုင်ပါသည်ထို့ကြောင့်အယိုးကျောအထုကုဆရာဝန်ထမ်းသွားရောက်တော့ခါဘလို့စစ်ဆေးမှုကိုပြုလုပ်ရမည်ကိုတိတိကျကျပြောပြပေးပါမည်ထို့ကြောင့်ဤအဆောက်အအုံများကို Apollo Specialty Hospital တွင်ရရှိနိုင်ပါသည် အယူကြောပြေတနာအားလုံးကိုထိမ့်သိမ့်ဆောက်ရှောက်မှုတို့မဟုတ်ရုခပေရာကုထုံးဖြင့်ကုသ၍မရနိုင်ပါအချမ်းနီလဲလဲမှန်ကန်ပါသည် လူနာအားလုံးဒီအယူကြောပြေတနာအတွက်ခွဲစိတ်ကုသရန်မလိုအပ်ပါအယူကြောခွဲစိတ်မှုနှင့်ပတ်သက်၍ယုံကြည်ချက်တစ်ခုရှိသည်မှာအယူကြောခွဲစိတ်မှုပြုလုပ်ပြီးလျှင်ထပ်မံဖြစ်ပေါ်လာပြီးမူလဘဝသို့ပြန်မရနိုင်ပါ မကြသေးမီကအယိုးကြောခွဲစိတ်မှုတွင်ရရှိလာသောတိုးတက်မှုများမှာအဆုံးစွန်အယိုးကြောခွဲစိတ်မှုဖြစ်စေမိုက်ခရိုစကုပ်အယိုးကြောခွဲစိတ်မှုဖြစ်စေသို့မဟုတ်အဖျားပေါက်အယိုးကြောခွဲစိတ်မှုဖြစ်စေခွဲစိတ်မှုအတွင်လမ်းညွန်စနစ်၏အကူအညီဖြင့်အထူးသဖြင့်အကျိုးသက်ရောက်မှုကိုအလွန်ကောင်းမွန်စေပါသည်လူနာသည်မနက်ခင်းတွင်ခွဲစိတ်မှုကိုပြုလုပ်နိုင်ပြီးညနေပိုင်းတွင်လမ်းလျှောက်နိုင်ပြီးနောက်နေ့တွင်ဆေးရုံမှထွက်ခွာနိုင်ပါသည် ဤအဆောက်အအုံများအလုံးကို Apollo Specialty Hospital JN အကွတွင်ရရှိနိုင်ပါသည်။တင်းအယိုးကျောကိစ္စနာများအတွက်ဒုတိယအမြင်ဖြစ်ဖြစ်စေအယိုးကျောခွဲစိတ်မှုနှင့်ပတ်သက်၍ကျွန်ုပ်တို့ထံလာရောက်လည်ပတ်နိုင်ပါသည်။ထို့ကြောင့်ကျွန်ုပ်တို့သည်တင့်အားပုံမကောင်းမွန်သောအကျိုးသက်ရောက်မှုဖြင့်ကူညီပေးနိုင်ပါသည်။